စီတက်ကသောက်တောက်ကုန်သက်ဆောင်ခွဲပိတ်ထားတဲ့တနင်္သာရီမြို့နယ်တကူးကျေးရွာအုပ်စုမှာအေဂျစ်သားတပိတ်တာကိုစက်တပေါင်းကျော်ဈေးခုတ်တက်သွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။မြိတ်မြို့နယ်တကူးကျေးရွာအုပ်စုလက်ပိုင်းကကျင်းနေတဲ့တရာဆက်စီဂိမ်းမှာဈေးဆိုင်ကဲနဲ့ဈေးကားတွေဖြတ်တဲ့ခွက်ကိုအေဗီလာ25ရင်းနစ်ကစတင်ကက်သက်ပိတ်ပင်ခဲ့တာပါ။အဲ့ဒီဒေသမှာစားသုံးတဲ့မွေးမြူရေးချက်တွေကိုမြိတ်မြို့ကမာပြီးတကူးရွာမှာပြန်လည်ရောင်းချကြတာပါ။ လက်ရှိမှာရိတ်ခသက်ဆောင်ခွင့်ကက်သက်ထားတဲ့အတွက်စက်သားကိုပဲအဓိကထားစားပေါက်နေကြတယ်လို့ဒေသခံအမျိုးသမီးကပြောပါရယ်။ဒါကြောင့်လဲ AGZ တက်လာပြီး EVLA စံက AG သားတပိတ်တော်ကို2800ကျပ်ဈေးရှိတာကနေလက်ရှိမှာကျပ်4000အထိဈေးပေါက်နေတယ်လို့ဒေသခံတွေကပြောပါရယ်။အဲ့ဒီဒေတာမှာအေဂျစ်အပြင်အခြားမိဖို့ကြောင့်တော့ကုန်ပစ္စည်းတွေလည်းဈေးတက်နေပြီးဝက်သားကလည်းတပိတ်တာကို3000ကျပ်ကနေ3500ကျပ်အထိဈေးတက်နေတာပါ ဒါအပြင်စားသုံးစီတလီတာတဘူးကို6500ကျပ်ကနေ8500ကျပ်အထိကျပ်တော်နေတဲ့ပိတ်တာကို9000ကျပ်ကနေ6000ကျပ်အထိဈေးတက်နေပါတယ်။